အကြောင်းမိုင်းတိုင်းအမှန်တရားတဆန်းနဲ့မြင်းဆောင်37ရှင်အရှိပေ60ရှိတဲ့ရထားဒရာအမှတ်60အောက်မှာမေလ9ရက်နေ့ည17:35မိနစ်အချိန်ခန့်မှာအကြံဖတ်တောင်းရန်သူအဖွဲ့ကထောင်းထားတဲ့မိုင်းပေါက်ကွဲမှုကြောင့်ရထားဒရာထိခိုက်ပျက်စီးနေကြောင်းသိရှိရတဲ့အတွက်နှင်းပလဲနဲ့တောင်းဆုံးရထားလမ်းပိုင်းကိုယာယီပိတ်ထားကြောင်းမြမမိရထားမှသိရပါတယ်။ အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာနေရာကိုနယ်မြေဒေသတာဝန်ရှိသူများနဲ့နယ်မြေကန်လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကအချိန်နဲ့တပြေးညီနယ်မြေရှင်းလင်းဆောင်ရွက်ရန်မိုင်းခွဲခံရမှုကြောင့်တရားရဲ့တန်ပေါင်းနှစ်ခုပြုတ်ကျခြင်း ရေးလဲတိုင်းတတိုင်းနဲ့သရဆလီဖာတုံးအချို့ပျက်စီးခြင်းတို့အပြင်အခင်းဖြစ်ပွားရာနေရာအနီးမပေါက်ကွဲသေးတဲ့လမ်းလုံးမှိုင်းတစ်လုံးနဲ့ဆက်ဆက်ပျက်စီးများကိုအဲ့ဒီသရပေါ်မှာထပ်မံတွေ့ရှိရပါတယ်။အဆိုပါမိုင်းပေါက်ကွဲမှုကြောင့်ရန်ကုန်မော်လမြိုင်ရန်ကုန်ပြင်းဆွဲနေတဲ့အမှတ်87အစံအမှတ်80နဲ့အစုံလူစည်းရထားများအားယာယီရန်နာခဲ့ရပြီးလက်မှတ်ဝယ်ယူထားရှိတဲ့ခရီးသည်များအားလက်မှတ်ခများကို ပြန်လည်ပေးရခံမြန်မာ မိရထားဝန်ထမ်းများအနေဖြင့်ယထာလမ်းပိုင်အားအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးပြည့်စည်သွားတဲ့တရားနဲ့တန်လန်းကိုအမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်။ အကြံဖတ်တောင်းရန်သူအဖွဲ့များအနေနဲ့2021ခုနှစ်ဖေဖော်ဝါရီလကစတင်ကအခုအချိန်ထိမြမမိရထားကွန်ရက်တစ်ခုလုံးမှာယထာလန်းနဲ့ယထာဘူရာနဲ့မြင့်အတွင် မိုင်းထောင်ဖောက်ခွဲဖြတ်စည်းခြင်း81ကြိမ်ယထာတရာတန်လန်းများအားမိုင်းထောင်ဖောက်ခွဲဖြတ်စည်းခြင်း186ကြိမ်ဘူဒာအုံစာအုံနဲ့ဝန်ထမ်းနဲ့အိမ်များကိုမိရှို့ဖြတ်စည်းခြင်း16ကြိမ်ကျူးလွန်ခဲ့ကြပါတယ် အကြံဖတ်တောင်းကျမ်းသူများအနေနဲ့နိုင်ငံတော်ပိုင်ယထာဆက်ကောင်းတဲ့တွဲများယထာလန့်တဲ့တရားများခင်းသည်များနဲ့အကုံစီများထိခိုက်ပျက်စီးဆုံးရှုံးစဉ်ရင်ယထာစီခင်းသွားပြည်သူများအနေနဲ့ယထာနဲ့ခင်းသွားလာရမှာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးအသက်အနည်းငယ်ကင်းရှင်းစွာဖြင့်လုံခြုံစိတ်ချစွာသွားလာနိုင်မှုမရှိစဉ်ရင်အတွက်ရည်ရွယ်ပြီးအခုလိုအကြိမ်ကြိမ်ကျွန်းလုံးဖြတ်စည်းနေခြင်းဖြစ်ပေမဲ့လည်းနိုင်ငံတော်ဆိုရအနေနဲ့ အများပြည်သူခရီးသွားလာမှုနဲ့ကုန်စည်ပို့ဆောင်မှု အစဉ်ပြင်းချုံးဝေမြန်ဆန်စင်ရဲ့အတွက်ရထားလမ်းနဲ့အခြေခံအဆောက်အုံများပုံမိုတိုးတက်ကောင်းမွန်လာစေရန်ရထားပို့ဆောင်ရေးစနစ်အစဉ်မြင့်တင်ရေးစီမံကိန်းလုပ်ငန်းများကိုရည်မှန်းချက်ထားကောင်အစဉ်တစိုင်းအလေးထားစီမံဆောင်ရွက်ပေးလျက်ရှိတယ်လို့သတင်းရရှိပါရရှင်